င်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်တရုတ်ကမြန်မာကိုပုံမိုချုပ်ကင်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်လက်နက်အင်အားနဲ့ရအောင်စွမ်းဆောင်ဖို့စွမ်းရည်မရှိတဲ့မြန်မာစစ်တပ်ထံလာရှုကိုတရုတ်ကလွှဲပြောင်းပြီးခဲ့တဲ့ကိုကံဖွဲ့လို့တီးကြတဲ့မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MND ကိုလာရှုကစောက်ခွာဖို့တရုတ်ကဖိအားပေးပြီးရနောက်အဲ့ဒီမျိုးကိုမြန်မာစစ်တပ်စီပြန်လွှဲပြီးတာကြီးကြပ်ဖို့တရုတ်ပြစ်ခတ်ရဲစိုင်းစောင့်ကြည့်ပွဲတခုလာရှုကိုမကြတိမင်ကရောက်လာတယ် ဒီလောက်ရဟာမြမပြည်ရင်ရေးမှာတရုတ်ကအတင်အရေးဆုံးဝင်ရောက်ဆက်ဖက်မှုတွေကတခုလို့သူတည်တည်တွေကပြောပါတယ်တရုတ်ကမြမစစ်တပ်စစ်မြေပြင်မှာဘယ်တော့မှမရနိုင်တဲ့ရလဒ်ကိုရသွားအောင်အဓိကကူညီပေးတာလို့သူတို့ကပြောပါတယ် MNDA တပ်တွေဆက်ခွာပြီးစစ်ကောင်စီတပ်တွေလာရှိုးကို AP 21ရက်နေ့ကပြန်လည်ဝင်ရောက်လာချိန်မှာဒေသခံတွေကသူတို့မျိုးကိုဘယ်သူအုပ်ချုပ်နေရလဲဆိုတာနားမလည်နိုင်ဖြစ်နေပါတယ် ဖီယိုဖီယဲရီဖြစ်နေချိန်မှာဥဆောင်သူတယောက်ထွက်ပေါ်လာတဲ့တင်ယုံရဲ့မြန်မာဆိုင်ရာအထူးတပ်တမန်နဲ့အပြစ်ခံရဲဆိုင်ဆောင်ကြီးရဲ့ဖွင့်ကောင်းဆောင်မစ္စတာတင်ရှိချင်းကနှစ်ဖက်စလုံးရဲ့လုံရက်တွေကိုညွှန်ကြားနေပုံရပါတယ်မစ္စတာတင်ရှိချင်းကစစ်ကောင်စီ MNDA ကိုယ်စားလှယ်ရင်းနဲ့အစည်းအဝေးပြီးလာရှိုးကိုစစ်ကောင်စီတပ်ပြန်လွှဲပေးတာကိုကိုရိုင်းကြီးချက်ခါလေးစိတ်ပါဝင်မျိုးရဲ့အတ္တကနေရာတွေကိုသွားရောက်ပါတယ်လာရှိုးကိုစစ်အင်အားနဲ့ပြန်မသိမ်းနိုင်တာကြောင့်စစ်ကောင်စီကဒီမျိုးကိုပြန်ရဖို့ MNDA ပေါ်တင်ယုံရဲ့ဩဇာကိုမိန့်ခွန်ရပြီးမြန်မာပြည်ရင်ပဋိပက္ခမှာတင်ယုံ ဲ့အဓိကကြတဲ့အာနာပွဲစားအခန်းကဏ္ဍကိုပုံမှန်ခိုင်မာစေပါတယ်။တရုတ်ဟာကုမင်းမှာစီးဝေးများစွာလုပ်ပြီး MND ကလာရှုကိုစစ်ကောင်စီထံပြန်ပေးဖို့အတင်းအကျပ်လုပ်တယ်။အဲ့ဒီအစည်းအဝေးတွေအတွင်းအဖွဲ့ရဲ့ကောင်ဆောင်ဖုန်တာရင်ကိုဖမ်းထားတယ်လို့ဒီကိစ္စကိုသိတဲ့တရင်အညမြင့်တွေကပြောပါတယ်။ နောက်ဆုံးမှာအဲ့ဒီလိုတွေဖြစ်နေပေမဲ့တရုတ်နိုင်ငံဆိုင်ဝင်ကြီးဌာနပြောခွင့်ရသူကိုအကြာကွင်ကတရုတ်ဟာမြန်မာပြည်ရင်းရေးမှာဝင်ရောက်မဆွတ်ဖက်ဘူးလို့ AP 22ရက်နေ့မှာပြောပါတယ်။ AP လ22ရက်နေ့မှာတော့အကြီးအကျယ်လက်နက်တပ်ဆင်ထားတဲ့စစ်ကောင်စီစစ်ရင်တန်းတွေလာရှုကိုဝင်ရောက်လာပါတယ်။ဒါပေမဲ့ဒေသခံအများပြားကတော့ဒီမျိုးရဲ့စစ်မှန်တဲ့အာဏာဟာလမ်းမတွေမှာကင်းလဲနေတဲ့တရုတ်ပြစ်ခတ်ရေးဆိုင်စောင့်ကြည့်ရင်အုပ်စုငယ်မှာရှိရလို့ထင်ကြပါတယ်။လာရှုမြို့တော်ခမာက MNDA လေကိုမြန်မာအလံနဲ့အစားထိုးပြီးအပြစ်ခတ်ရေးဆိုင်ကြီးစောင့်ကြည့်အဖွဲ့ရှင်တွေ ဲ့တရုတ်အလံငယ်တွေကဒီမြို့မှာဘသူကအာနာကိုထိန်းချုပ်ထားသလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိတာစီပါတယ်ဒီအခြေအနေတွေကလာရှိုးဒေတာကန်ဒီဂျာမာတာမက စစ်ကောင်စီထောက်ခံသူတွေအပါအဝင်မြန်မာတနိုင်ငံလုံးမှာပါစိတ်ပြတ်မှုစိတ်မသက်မသာမှုတွေဖြစ်စေပါတယ် MNDA ထိန်းချုပ်မှုအောက်မှာ6လနီးပါးကြာပြီးရဲ့နောက်တရုတ်ရဲ့ဆက်ဖက်မှုကြောင့်လာရှိုးကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်တရုတ်ပြစ်ခတ်ရေးစင်းစောင့်ကြည့်ရေးဘွဲကတင်းမာမှုနဲ့မြေယာမှုတွေဖြစ်နေတဲ့မြို့ကနေအေဒီလာ22ရက်နေ့မှာပြန်လည်ထွက်ခွာသွားတယ်လို့ဆိုပါတယ် MND ကလာရှိုးကိုတနက်တစ်ချက် ချက်မှမဖောက်ပင်စစ်တပ်စီပြန်ပြီးမှဖြစ်ကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူကွာကြာကွင်ကသတင်းထောက်တွေကိုပြောပြီးမြန်မာစစ်တပ်နဲ့ MNDA ကြားအပြစ်ခံရစဲကိုကြီးကြပ်ဖို့လာရှုမျိုးမျိုးပြန်ထေသားတွေကိုချော့ချော့မှုမှုစနစ်တကျပြန်လွှဲပေးဖို့နှစ်ဖက်စလုံးရဲ့ဖိတ်ခေါ်မှုရတရုတ်ကအပြစ်ခံရစဲစောင့်ကြည့်ဖွဲ့တစ်ခုစီလွတ်တယ်လို့ပြောပါရယ် လက်နက်အင်အားနဲ့ရအောင်စွမ်းဆောင်ဖို့စွမ်းရည်မရှိတဲ့မြန်မာစစ်တပ်တန်းအခုရလက်ကိုတင်ရောက်ကပြီးခဲ့တယ်လို့အရှိတောင်အာရှလုံခြုံရေးကျွမ်းကျင်သူဂျေစင်တာဝါကပြောပါတယ်။လာရှုမှဖြစ်နေတဲ့ကိစ္စတွေကို MND ကရောစစ်ကောင်စီကပါတင်ရွေးမကြီးညာမှာဘူး။တရုတ်ရရှိတရားမြန်မာပြည်တွင်ရမှာအရေးပါတဲ့ပြည်ရတခုကိုတိုက်ရိုက်ကင်တွေ့တယ်ဆိုတဲ့အချက်ဟာမြန်မာပြည်သူတရက်လုံးကိုအပြင်းထန်ဆော့ကားတယ်လို့အများအပြားမြင်ကြပြီးလူအများပြားကိုဒေါသထွက်စေခဲ့ပါတယ်။အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအသင်းမဘာသာအစင်းမြင့်တင်ဖွဲ့ဝင်တယောက်ကအရင် င်အာဏာရှင်တွေဖြစ်တဲ့ဗိုလ်ချုပ်နေဝင်နဲ့ဦးတန်းရွှေလိုခက်ကဒီလိုအခြေအနေမျိုးဖယ်တုံးကမှမဖြစ်ခဲ့ဘူးကိုမင်းအွန်လိုင်းဘလောက်အသုံးမကျလဲကြည်လိုက်တာဟာမြမအချုပ်ချအာဏာကိုချိုးပေါက်တာလို့ပြောပါတယ်။တာဟာဒီနေ့ထိတွေ့ရတဲ့အခြားနိုင်ငံတနိုင်ငံရဲ့ပြည်တွင်းအရေးပေါ် တရုတ်ဆော့ဖက်မှုရဲ့အဆိုအဝါဆုံးဥပမာရီတွေကတခုလို့မစ္စတာတာဝါကပြောပါတယ်။ဒါဟာအပြစ်ခံရစရင်စောင့်ကြည့်သူအများပြားကိုတရုတ်ကပြပစီတစ်ဖက်သက်ပို့တဲ့ပထမဆုံးကြိမ်ဖြစ်ပြီးနေဆက်တွေကိုကြုံလုံးတဲ့လုံခြုံရေးသွေးတိုးဆမ်းမှုတွေဖြစ်တယ်လို့မစ္စတာတာဝါကပြောပါတယ်။တရုတ်ကဗမာပြည်ကွန်မြူနတီပါတီဘာကပကိုထောက်ခံလို့ဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ကဲ့သို့သောတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေကိုထောက်ပံ့လာလို့ရခင်ကလည်းမြန်မာပြည်တွင်ရမှာဆက်ဖက်ပြီးမြေအခုလိုလူသိရှင်ကြမဟုတ်တော့ လောက်တာမဟုတ်ပါဘူးအခုစစ်ကောင်စီခင်မာတော့တရုတ်ဟာအထူးကြံစစ်ကောင်စီနဲ့တရုတ်ကိုအကြီးကျယ်မှီကိုရတဲ့တိုင်းဒေသလက်နက်ကိုင်ဖွဲ့စည်းတွေအကြားပြည်တွင်းစစ်ကြောင်းထောင်းထောင်းကြီးနေတဲ့မြန်မာနဲ့နိုင်ငံမူဝါဒမှာပေါက်မာလာပါတယ်လွန်ခဲ့တဲ့နှစ်ဩဂုတ်လမှာမြန်မာကိုလာရောက်ပြီးနောက်တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝိုင်းကမြန်မာပြည်တွင်းကြီးမှာဘယ်သူမှဝင်ရောက်မဆက်ဖက်ဖို့တတိပေးပါတယ် မြန်မာမှာလီလန်နှစ်ဖက်နင်းနေတဲ့တရုတ်ရဲ့မူဝါဒဟာမြန်မာနိုင်ငံရဲ့မတည်ငြိမ်မှုကိုအမျက်ထောက်အသုံးချခွင့်ရစေခဲ့တယ်။စစ်ကောင်စီအတွက်တရုတ်ရဲ့ထောက်ခံမှုမရှိမဖြစ်လိုအပ်တဲ့ရှမ်းပြည်မြောက်ပိုင်းကစစ်ကောင်စီစန့်ကျင်အင်အားစုတွေထိုးစစ်ရအောင်နဲ့နိုင်ငံတကာမှာတရားဝင်မှုရအောင်တရုတ်ကိုမှီခိုးနေရလိုပါပဲ။အပြန်အလှန်အားဖြင့်စစ်ကောင်စီဟာတရုတ်နိုင်ငံနဲ့မူကိုထောက်ခံရပြီးတရုတ်လုံခြုံရေးလုပ်ငန်းတွေမြန်မာကိုဝင်ရောက်လုပ်ကိုင်ဖို့တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကိုကာကွယ်ဖို့ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဥပဒေကိုပြန့်ထန်းပေးထားပါတယ်။ဘိုတန်းရွှေခေတုံးကအနောက်တိုင်းအရေးယူပိတ်ဆို့မှုတွေကြောင့် မြန်မာဟာတရုတ်ကိုနိုင်ငံရေးစီးပွားရေးနဲ့စည်ရေးအကူအညီတွေအကြီးအကျယ်မှီကုန်နေရတယ်။ဒါပေမဲ့အခုစစ်ကောင်စားမရောက်နိုင်ကဆက်ဆံရေးအခန်းကဏ္ဍတင်ဖွင့်ပြီးမြန်မာပြည်တွင်ရင်းမှာတရုတ်ကိုဖြောင်ချကြဆွတ်ဖက်ခွင့်ပြီးတယ်လို့မြန်မာနိုင်ငံတွင်ကလီလာသူတယောက်ကပြောပါရယ်။လာရှိုကိုစစ်ကောင်စီထိန်းချုပ်မှုအောင်ပြန်ပြီးတောင်မှစစ်ကောင်စီကအဲ့ဒီမျိုးကိုစီမံရမှာတရုတ်ထိန်းချုပ်မှုကိုခံရမှာပဲ။တရုတ်ဟာတိုက်ပွဲတွေကြောင့်ရပ်နေတဲ့နယ်စပ်ကုန်သွယ်ရေးပြန်လည်စတင်ရေးမန္တလေးမူဆယ်လမ်းပြန်ဖွင့်ဖို့ကြိုးစားတာကြောင့်တောင်မျိုးသားလူမျိုးရေးတံမတော် TNL လို့တခြား ားတိုင်းရင်းသားလမ်းနဲ့တွင်ကိုလည်းနေဆက်ကုန်သွယ်ရေးလမ်းကြောင်းကအတိအကျတဲ့မြို့တွေကဆုတ်ခွာဖို့တရုတ်ကဖိအားပေးမယ်ဆိုတဲ့ခန့်မှန်းချက်တွေဖြစ်စေပါတယ်။ လာရှိုးနှွဲပြောင်းမှုမှာတရုတ်ဆက်ဖက်မှုကတခြားလက်နက်ကင်တွေရဲ့ပိုင်နက်တွေအနေနဲ့သူတို့ပိုင်နက်တွေကိုတင်းကျပ်ချုပ်ကန်ဖိနှိပ်ဖို့အချင်းပြက်တရားမဝင်စစ်ကောင်စီထံဆွန့်လွတ်ဖို့အနိုင်ကျင့်နဲ့ရှိပြီးဥပမာဖြစ်လာနိုင်တယ်လို့ဂျေဆင်တာဝါကပြောပါတယ်။တရုတ်ဟာနောက်တဆင့် TNL ကိုအာရုံစိုက်ပြီးဒီနေ့တိုင်းပဲလုံနိုင်တယ်လို့သူကပြောပါတယ်။အရေးကြီးဆုံးကတော့မြန်မာမှာတရုတ်ဩဇာဆက်လက်ကြီးထွားနေတာပဲအနောက်တောင်ပိုင်းပြည်နယ်တွေနဲ့အိန္ဒိယသမုဒ္ဒရာကိုချိတ်ဆက်တဲ့ပထဝီသင်္ဘောကဗျူဟာကျတဲ့စွမ်းအင်နဲ့ကုန်သွယ်ရေးစင်းကြံတွေခိုင်မာစေဖို့နိုင်ငံမှာလွှမ်းမိုးမှုထူ ောင်ရင်ကြိုးစားရင်းအထူးသဖြင့်လုံခြုံရေးနယ်ပယ်မှာဩစာဆက်လက်ကြီးထွားမယ်လို့ကြီးစင်တာဝါကပြောပါရယ် နောက်ထပ်တစ်ပုတ်အနည်းစစ်မှုရန်တပ်သား6ဦးဒီမော့ဆို PDF ထံလက်နက်6လက်နဲ့ပတ်ပြားကုလုံးနဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီရဲ့စစ်မှုရန်တပ်သား6ဦးဒီမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ထံလက်နက်6လက်နဲ့အတူပတ်ပြားကုလုံးလာကြောင်းအဆိုပါတပ်ဖွဲ့ကဒီကနေ့2025ခုနှစ် AP လ26ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။စစ်မှုရန်တပ်သား6ဦးက AP လ16ရက်နေ့ကလေးကခုလုံးလာတာဖြစ်ပြီး၎င်းတို့နဲ့အတူ MA1 ငါးလက် MA1 ကြီး445တောင်းကြီးပေါင်း16ခုလက်ဖြစ်ပုံလေးလုံး14မိုင်း3လုံးကြီးက၄တဲ့ icon တစ်လုံးနဲ့ ဖုန်းခုနှစ်လုံးနဲ့ခိုးလုံလာတယ်လို့ပြောပါရယ်၎င်းတို့ကိုကနအုပ်ထောက်ပံ့ငွေအဖြစ်ငွေကျပ်65သိန်းချီမြှင့်ထားပြီးမိသားစုဝင်တွေကိုအကြောင်းကြားဆက်သွင်းနိုင်ဖို့ကူညီပေးထားကကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ဆိုပါရယ်ခိုးလုံလာတဲ့စစ်မှုထမ်းတပ်သားတွေရဲ့ပြောဆိုချက်တွေအရတပ်တွင်းမှာ WY မူရင်စေဝါတွေစိတ်တိုင်းကြတုံးဆွဲရောင်းဝယ်ခွင့်ရှိပြီးအနိုင်ကျင့်ညှဉ်းပန်းနှိပ်စက်ခြင်းတွေပြုလုပ်တယ်လို့သတင်းမှာဖော်ပြပါရှိပါရယ်ရှင်ဆလဘီတလာတဲ့ စစ်ကောင်စီရဲ့အစုလိုက်ပြုံလိုက်တပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်နဲ့တင်ဆောင်သူတင်ရာကြောင့်ရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့မလပိုင်းနဲ့စစ်ကောင်စီရဲ့အစုလိုက်ပြုံလိုက်တပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်၈ခုထိရှိခဲ့တယ်လို့ NUG လူခွင့်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါရတယ်။အဲဒီကာလတွေစစ်ကောင်စီရဲ့အစုလိုက်ပြုံလိုက်တပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ကြောင့်တင်ဆောင်သူတင်ရာ18ဦးရှိပြီးအသက်16နှစ်အောက်66ဦးပါဝင်တယ်လို့ဆိုပါရတယ်။အခုလိုအစုလိုက်ပြုံလိုက်တပ်ဖြတ်ခံရတဲ့ဖြစ်စဉ်တွေအများဆုံးကကချင်ပြည်နယ်ဖြစ်ပြီး44ဦးတင်ဆောင်တာဒုတိယအများဆုံးကအမှန်တရဖြစ် တယ်လို့ဖော်ပြပါရယ်။နောက်ပြီးဒီကာလာတဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တိဆောင်းသူ200ဦးရှိခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူ338ဦးရှိရလို့သိရပါရယ်။ဒါအပြင်စစ်ကောင်စီလေကြောင်းတိုက်ခိုက်တဲ့ဖြစ်စဉ်နဲ့ရခိုင်ကျမ်းမာရေးအဆောင်တစ်ခုထိခိုက်ပျက်စီးကနိုင်ငံတော်မှာဗုဒ္ဓဘာသာနဲ့ခရစ်ယာန်ဘာသာရေးအဆောင်36လုံးထိခိုက်ပျက်စီးခဲ့ပါရယ်။လေကြောင်းတိုက်ခိုက်ခံရတာကြောင့်ပြည်သူပိုင်းနေ938လုံးပြင်စာတင်ကြောင်း3ကြောင်းထိခိုက်ပျက်စီးခဲ့ကဖေဖော်ဝါရီလနဲ့နှိုင်းရှင်3ဆခန့်တုံးမြင့်ပျက်စီးခဲ့တယ်လို့ဖော်ပြပါရယ်။ NU UNG ဝန်ကြီးဌာနအနေနဲ့ပြည်သူတရားလုံးတန်းတူညီမျှရရှိဖို့ငြိမ်းချမ်းရေးနဲ့တရားမျှတရရှိမှုဆိုတဲ့ဥတီချက်တွေကိုလက်ကင်ဆွဲထားပြီးအကြံဖက်ဆဲအုပ်စုရဲ့ကျူးလွန်နာရီအပြစ်ပြီးအရေးယူနိုင်ဖို့အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ပြောကြားချက်ရသည့်အကြောင်းသတင်းမှဖော်ပြပါရှိပါရရှင်